hello welcome to the narian blogs okay ဒီနေ့ရောပေါ့နော်နေလေးလည်းမကောင်းလုံးကြီးကြီးဖြစ်တာနဲ့အစာတောက်ပြနေလို့ဆိုပြီးရော narian မနော် accident oasis ကျူရိုင်းဆိုင်ဒီမှာကျူသဆောင်လို့ပါပုံမှန်ကတော့သူကတောက်ချနေတိုင်းရရပြောရပေါ့နော်ဒါပေမဲ့ဒီဖုန်းဆက်ကြည့်လိုက်တော့သူနေတိုင်းရနေပြီလို့ပြောတော့ narian ဒီနေ့ပဲသဆောင်လို့ပါအဲတော့သူ့မှာကျူကျူစီချက်စီချက်ကောက်ဆွဲပဲချစံတော့ ส่งยาบ่เนาะโอเคตัวทรานจิมูบาได้เกจบ่โอเคถ้าก็พรีเซททรีทเมนต์นี่ตะเพ็ดบ่เนาะโกลานี่รู้แต่กาลีพ่นไม่ได้บ่เนาะยังโกมาโรแมนติกสมาเลยแกคือเรายอมไปไฮโดรเบสสวยไซน์นี่บาตะไซน์นามะก็ด่าบ่เนาะญาติอเลขอไล่ตาก็อเจดันโอเอซิสสวยก็ขอไล่ตาบ่เนาะอ่าไซน์นามะมาตัวเนาะ sorry บาลูก ညီမအဲ့လိုပဲခေါ်လိုက်တာပေါ့နော်အလွယ်လေးဒါတော့စိုင်းနေဝင်ချင်းပေါ့နော် decoration တွေတားလာတယ်ဆိုင်ကအဲ့စိုင်းရှင်တွေကလည်းအရင်သဘောကောင်းနေပေါ့နော်ဒါတော့ menu လေးကြည့်ခဲ့တာအာစားစားရှိရပေါ့နော်ဈေးလေးတွေက15 28 29ချီချီစီချဲစီချဲခောက်ဆွဲအာအဲ့ဒါမှမစားချင်ဘူးဆိုရင် brand new ပါလို့ရှိရပါတော့ဒါကတော့ညီမ decoration လေးရိုက်ချင်တာပေါ့ တပ်ပရောက်ပန်းလေးတွေပန်းလေးမျိုးစုံတွေအလားစင်နာတွေရရန်ဟိုမှာပြောမယ်ကိုရီတိုပန်းဆိုင်တဲ့သူတွေအတွက်ရန်ဟိုမှာလာရဲပေါ့နော်ဒီကိုရှင်တွေရတအားပေါ်ရမှာဆိုရယ်ပန်းအုံးလေးတွေနဲ့အလားဖော်ထားတာသဘောကြရဲရောင်စုံလေးပေါ့နော်အပြားလေးတွေဟိုမှာစိတ်ကျဉ်တဲ့ပေါ့နော်ဒီကိုရှင်တွေတအားလာတော့ဒါကတော့နရီရဲ့အော်ဒါမှာဒါချီဦးလေးပါ ဒီနေ့ဂျီယိုလေးကိုခြင်ဆက်လေးမှာထားရပါတော့တကယ်လည်းဂျီယိုလေးကခြင်ဆက်လေးရရဲ့အဲ့နဲ့နည်းစာထရိုင်းကြည့်ရပါတော့စာထရိုင်းကြည့်ရခါမှာအချင်းလေးရစာပါတော့အရင်စာကောင်းနေအင်းတအားမစာကောင်းချက်ပဲပါတော့ taste ကလောက honestly review ပေးရရင် YKK ကို taste ရတာရရဲ့ပရမတ်တစ်ခေါက်တစားတော့ကဂျိုးကနည်းနည်းပေါ့လို့ခံစားရပါတော့။နည်းလောကအရသာကွက်တီပဲပေါ့နော်။ကိုလိုချင်တဲ့အရသာမျိုးတန်းရရဲ့ပေါ့နော်။ဘာမှပြင်ကြတော့မလို့ပဲနဲ့။အဲ့လိုပူပူလောင်လောင်လေးချင်းဆက်လေးစားလိုက်ရရင်လောကကို point ထွက်သွားပါပဲ။ ဆက်ပြက်နေတဲ့သူတို့ဒီချိန်မှာနေမကောင်းဆိုရင်ဒါလေးသွတ် try နဲ့အကောင်းဆုံးပဲပေါ့နော်။သူချင်းဆက်ပြီးလဲရတော့အင်းရလို့ကြိုးကြိုက်တဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေရပေါ့နော်။ဒါတော့အသားလုံးလေးပါစကြပါအောင်။သူ့အချင်းလေးရအသက်ပေါ့နော်။အဲ့ဒီအရင်စောက်အောင်နဲ့။ပြီးတော့ခလေးရ chicken biryani မှာပေါ့နော်။ညရင်ဒါတော့မစားတော့မ try ပြတော့ဘူး။ တာရနရီယန်ဖက်စ်ပေါ်နော်ဖေဗရစ်ဖြစ်တဲ့ပစွန်တမ်ပူရာကျော်လို့ခေါ်မှာပေါ့နော်ဒါအထဲမှာပစွန်တကောင်လေးထည့်ထားရပေါ့နော်ပစွန်တကောင်မှပစွန်မှအကြီးပဲထည့်ထားပေါ့နော်မင်းကြီးခွဲပြတာအဲ့မျိုးပစွန်တကောင်ကျော်ပြီးအရသာအရင်ကိုရှဲပဲရန်စီများစီမများပဲနဲ့လေသူပေးတဲ့အချိန်လေးနဲ့တူစားတအားကောင်းတယ်ဒါတော့ပူလို့ပေါ့နော် ပြီးတော့နရီယန်ကိုဆိုင်ရှင်မကြီးကလက်ဆောင်လေးလည်းထည့်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ဒါကတော့သူတို့ရောင်းနေတဲ့ညမာဖြစ်စီလေးတွေပါကဲကဲအခုပဲစတဲ့ဝေစစ်ကစားတော့လေးလာထိုင်းကြပါရှင်ကျေးဇူးပါ